ွဲဥပဒေနဲ့အေးအေးယူခံထားရတဲ့သူတွေက အမျိုးသား၃ယောက်နဲ့အမျိုးသမီး၁ယောက်တို့ကိုစစ်ကော်မရှင်လက်အောက်မှာရှိတဲ့မြို့နယ်တရားရုံးတွေကနှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တရားရုံးကအသက်၂၃နှစ်အရွယ်ကိုရန်နိုင်ကျွေးဝင်းနဲ့ အသက်24နှစ်အရွယ်ကိုအောင်ရဲထွတ်တိုကို ထောင်ဒဏ်49နှစ်စီချမှတ်ခဲ့ပြီးအသက်19နှစ်အရွယ်မတ်ရမင်းထက်ကိုတော့ထောင်ဒဏ်42နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လိုင်သားရအရှိပိုင်းမြို့နယ်နဲ့အနောက်ပိုင်းမြို့နယ်မှာစက်တင်ဘာလတုန်းကရွေးကောက်ပွဲစတင်ရေး ပိုစတာတွေလိုက်ကပ်ခဲ့တဲ့အတွက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးဖမ်းဆီးပြီး2လအကြာမှာထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အလားတူ မွန်ပြည်နယ်ချောင်းစုံမြို့နယ်ကအသက်65နှစ်အရွယ်ဦးကျော်မြင့်ကိုမော်လမြိုင်ခရိုင်တရားရုံးကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှာ26ကာကြီး24ကာကြီးအရာထောင်ဒဏ်18နှစ်ချမှတ်လိုက်တယ်လို့သိရပါဗျ။နိုဝင်ဘာလ4ရက်ကချောင်းစုံမြို့နယ် ကွန်ရိုက်ဂျီရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စရင်းပါစာရွက်အားဥကြုံမြင့်ဆိုသူမှစုပ်ဖြဲခဲ့ခြင်းဖြစ်တာကြောင့်နိုဝင်ဘာ9ရက်မှာဖမ်းဆီးခဲ့ပြီးနိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်ခရိုင်တရားရုံးမှာထောင်တန်း18နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်ရွေးကောက်ပွဲဥပဒေနဲ့ပထမဆုံးစတင်အရေးယူခံခဲ့ရသူမှာ ရှမ်ပီနဲ့တောင်ကြီးမြို့နယ်အသက်36နှစ်အရွယ် ကိုနေသွေးဆိုသူဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကတောင်ကြီးမြို့နယ်တရားရုံးကအလုံနဲ့ထောင်တန်း9ရက်တိတိကြာခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲကထောင်တန်းချမှတ်ခံရသူ9ယောက်အထိရှိနေပြီလဲဖြစ်ပါတယ်။စစ်ကော်မရှင်ကပြဋ္ဌာန်းလိုက်တဲ့ရွေးကောက်ပွဲများကို နောက်ဆက်ဟန်တာဖြတ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှာ24ကာကြီးအရာ ထောင်ဒဏ်အဖြစ်အ ਨੇ ဆုံး3နှစ်မှအများဆုံး9နှစ်ထိအပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းသိရှိရပါတယ်။ဒီဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များပြက်ပြားအောင်လှုပ်ဆောင်တဲ့ဆော့ဆွဲချက်တွေနဲ့စစ်ကော်မရှင်ကအရတားပြည်သူများကိုဇက်တိုက်ဖမ်းဆီးခဲ့ပြီးလက်တတော်မှာရွေးကောက်ပွဲဥပဒေပုံမှန်နဲ့ဖမ်းဆီးအရေးယူခံရသူအယောက်တရာနီးပါးရှိနေပြီလေဖြစ်ပါတယ်။